ကျွန်တော်ဒီနေ့ပုံမှန်နဲ့မတူဘဲနဲ့ क्वे ထွက်နေတဲ့စာအုပ်လေးတုံးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်။ဒါကတော့ဒီ Versus Sabotage ဆိုတဲ့ဒီ Story Net ကိုရေးဆွဲခဲ့တဲ့ Versus Van Gogh ရဲ့အထုပ်ပတ်တိစာအုပ်ပဲဖြစ်ပါတယ်။ဒါစာအုပ်ကဘာလို့သူများနဲ့မတူဘဲနဲ့ထူခြားနေတာလဲဆိုတော့ဒီမှာပါ။ဟုတ်ပါတယ်။ဒီထဲမှာဆိုရင်ဒီ Versus Van Gogh ဆွဲထားခဲ့တဲ့ပကြီးရဲ့အတိတ်ပဲကိုရှင်းပြထားတာပေါ့လေ။နောက်တစ်ချက်ကတော့ဒီစာအုပ်ရဲ့အနောက်ဖက်နာမပါတဲ့ဒီ Versus Van Gogh ကနေပြီးတော့ သူ့ရဲ့ညီရှိကိုပို့ခဲ့တဲ့စာတွေလည်းပါပါသေးတယ်ဒီစာတွေထဲမှာဆိုရင်ဒီ visit ban ကကိုနာရွက်ကိုဓာတ်နဲ့ပြန်မလိခဲ့ကိုကိုကိုတင်းနဲ့နဲ့ပြန်မပိတ်ခင်မှာဒီသူဘလို့တွေခံစားခဲ့ရလဲဆိုရရင်ねသူ့ရဲ့ပကြီတွေပေါ်မှာသူဘလို့မြေခဲ့လဲဆိုရရင်အများကြီးပါပါတယ်ကျွန်တော် van gogh ရဲ့ပကြီတွေကြောင်းခဏတော့သွားလိုက်ရအောင်ပါ visit van gogh ကပို့ဆွဲတဲ့အခါမှာဆိုရင်အပေါ်ရံမဆွဲပါဘူးဒီလူတွေရဲ့ခံစားချက်ကိုနင်းနေဆန်ဆန်နားလည်ပြီးမှပဲသူကဆွဲလေးဆွဲတာရှိပါတယ်။သူ့ရဲ့ခံစားချက်တွေကိုလည်းအယောင်နဲ့ပဲဖော်ပြလေးရှိတယ်ပေါ့လေ ဒီလူတွေရဲ့ကြောက်ဖို့ကောင်းတဲ့ဒီဆန်တော့တွေကိုဖော်ပြတဲ့အခါမှာဆိုရင်ဒီအနီအောင်နဲ့ဆေးရောင်ကိုတုံးတူလိုမျိုးပဲဒီသူ့ရဲ့မျောလင်းချက်တွေကိုဖော်ပြတဲ့အခါမှာဆိုရင်လည်းသူကအပြာရောင်ကိုတုံးလေးတုံးတာရှိပါတယ်။ဒါကြောင့်မို့လို့လည်းသူ့ရဲ့ပကြီကားတွေထဲမှာပါတဲ့ဒီအယောင်နဲ့အယောင်ဝတ်ထွေးတွေအထူးထူးဆန်းဆန်းလေးတွေဖြစ်နေတာပါ။ဒါပေမဲ့သူပကြီတွေဆဆွဲခဲ့တဲ့အချိန်တုန်းကဆိုရင်သူကအယောင်တွေကိုလုံးဝစိတ်မစားခဲ့ပါဘူး။နောက်ပိုင်းကျမှပဲဒီဂျပန်ဆေးရောင်စုပကြီကားတွေတွေ့ပြီးတော့မှပဲသူကအယောင်တွေကိုစိတ်မစားလာခဲ့တာပါ။ဟုတ်ပါတယ်။ ဒီတန်းမှာဆိုရင်ဒီ Van Gogh ရဲ့ဘဝဖြန့်တန်းခဲ့ရတဲ့ပုံတွေသူ့ရဲ့ပကြီကားတွေကိုဘယ်လိုခန်းစားချွေးနဲ့ဆွဲခဲ့လဲဆိုတာတွေကိုဖတ်ရမှာပါ Van Gogh ကသူများတွေနဲ့လုံးဝမတူပါဘူးသူကငငယ်လေးကတည်းကနေပြီးတော့စိတ်ထင်ရာတွေရခဲ့တယ်သူသွားချတဲ့နေရာတစ်ခုဆိုရင်ရေပောင်များစွာလမ်းလျှောက်ပြီးတော့သွားနေခဲ့တယ်ဖြစ်တယ်လို့နေတယ်ဖြစ်တယ်လို့စားရပေါ့လေနောက်ပြီးတော့သူကဘသူနဲ့မှစကားမပြောဘဲနဲ့ရေပောင်များစွာနေခဲ့တဲ့အခြေတွေလည်းအများကြီးရှိခဲ့ဘူးညာဒီအခြေတွေအကုန်လုံးတွေရှိုးတဲ့တစ်ချက်ကတော့သူရှိခဲ့တဲ့မိကလေးတွေအကုန်လုံးကသူ့ကိုခါခါတီးတီးငင်းဆန်ခဲ့ရတာပါ ဒီလိုရာရီအားလို့ကြောက်ပဲသူ့မှာအမည်ဖော်လို့တောင်မရတဲ့ဆေးရောဂါတစ်ခုကစွမ်းကန်လာခဲ့ပါတယ်။ဒါတွေကဘယ်အနေစခဲ့လဲဆိုတော့သူငငယ်လေးကတည်းကနေပြီးတော့စခဲ့တာပါ။သူ့မိဘတွေစီမှာဆိုရင်ဒီ visit ဘာကွန်မတိုင်ခင်သားလေးတယောက်တည်ခဲ့ဖူးပါတယ်။ပြီးမှပဲဗန်ကိုဝင်ဝေးတာပါ။ဒါကြောင့်မို့လို့မိဘတွေကဒီတည်သွားတဲ့သားလေးကိုတတ်တာပြီးတော့သူ့ရဲ့အကြောင်းတွေကိုပြန်ပြောတဲ့အခါမှာဆိုရင်ဒီဗန်ကိုကသူ့ကိုယ်သူအပယ်ခံတယောက်လို့ခံစားလာခဲ့ရတယ်။ဒီကနေပြီးပဲသူဟာစိတ်တူလေဒီဒေါသထွက်လေပြီးတော့အမြဲလိုလိုရက်လိုနေတတ်တဲ့ကောင်လေးတယောက်စဖြစ်လာခဲ့တယ်ဗျာ။ ဒီလိုနဲ့ပဲသူကပေါင်းသင်းရှစ်ဆံရတာခက်ခဲလာခဲ့သူ့ရဲ့အတ္တတွေသူ့ရဲ့အငြင်းတန်တဲ့စိတ်တွေကြောင့်လည်းပဲဒီအပေါင်းသင်းတွေသူ့ရဲ့မိသားစုဝင်တွေအကုန်လုံးကသူ့ကိုစိတ်မမှန်တဲ့သူဒီယူနေတဲ့သူလို့တာထင်လာကြရတယ်ဗျာဒါတွေကဘယ်လောက်ထိဆိုးခဲ့လဲဆိုတော့စဉ်းစားကြည့်ပါလေဒီသူနဲ့ဝါသနာတူတဲ့ပကြီးရှာတွေတော့မှသူ့ရဲ့နားမှာလောကမင်းနေတိုင်းတော့တဲ့အထိဖြစ်ခဲ့ပါတယ်ဒါကြောင့်မို့လို့လေသူကအထီးကျန်တဲ့ထံကိုအလူလန်းခံခဲ့ရပါတယ်ဘောဟိုကြောက်လို့ကြောက်မှန်းမသိတဲ့စိတ်တွေလည်းဝင်လာခဲ့တယ်နောက်ဆုံးတော့ကိုယ့်ရဲ့နားရဲ့ကိုဓာတ်နဲ့လီးဖက်နဲ့အရှိတီတော့ရောက်ခဲ့ပါတယ် ဒါပေမဲ့ဒီလိုလူတွေရောက်လာဒီပကြီလောကကိုဝယ်ခဲ့တဲ့နေ့အနေငယ်တွေမှာပကြီကားဝါး2000ကျော်ဖန်တီးခဲ့တယ်။သူ့ရဲ့စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ဒီနာကြီးချစ်တွေသူ့ရဲ့မျောလဲချစ်တွေအကုန်လုံးသူကအယောင်နဲ့ပဲပေါ်ပြခဲ့တယ်။နောက်ပြီးပကြီတွေရေးရဲတဲ့ခေါင်မှဆိုရင်လည်းသူကနေ့နေ့ဆန်းဆန်းခံစားလေးရှိပါတယ်။ဒါကြောင့်မို့လို့လည်းသူ့ပကြီတွေကအခုချိန်မှာတန်ဖိုးစီစုပ်ပကြီကားတွေဖြစ်လာခဲ့တာပါ။ဒါတွေအားလုံးကအကြောင်းမှန်ဖြစ်လာတာမဟုတ်ဘူးဆိုတော့လည်းဒီစာအုပ်ထဲမှာဖတ်ရမှာပါ။ဒီဘာအလုပ်တစ်ခုမှမလုပ်ဘဲနဲ့ဒီပကြီတန်းမှာပဲစောင့်ချပြီးတော့လုပ်ကြိုင်ခဲ့တာတွေ နောက်ပြီးအစားစေးရဲ့အနေစေးရဲ့နဲ့သူ့ဘောကိုဖြန့်သန်းခဲ့ရတဲ့ပုံတွေကကျွန်တော်ထင်တာပေါ့လေဒါကဒီစာအုပ်ရဲ့အဓိကနှစ်သာရတွေပေါ့ဒါကြောင့်မို့လို့လဲကိုကတခက်မှတယောက်ပဲပေါ်တဲ့သူတွေမျိုးဒီထူးထူးဆန်းဆန်းပကြီကားတွေမျိုးစိတ်ဝင်စားတဲ့သူဆိုရင်ဒီစာအုပ်မဖြစ်မနေဖတ်သင့်ပါတယ်ကျွန်တော်ရဲ့အကြိုက်ဆုံးအပိုင်းကိုပြောရရင်တော့ဒီပကြီကားတွေရဲ့အသေးပဲကိုရှင်းပြထားတဲ့အပိုင်းပေါ့လေဒါတွေကိုဖတ်လိုက်မှပဲကျွန်တော်ဒီပကြီကားတွေရဲ့အသေးပဲကိုပို့ပြီးတော့နားလည်လာတယ်ပို့ခံစားတတ်လာတယ်ပေါ့လေ ကျွန်တော်တို့ဒီစာအုပ်ကိုဖတ်ပြီးတော့ဒီ Vincent Van Gogh ရဲ့ခန်းစားချက်တွေကိုနားလည်သွားပါလိမ့်မယ်။သူ့ကိုကိုကျဲစာတက်လာပါလိမ့်မယ်။သူ့ရဲ့အားငယ်မှုတွေဒီအထီးကျန်မှုတွေကသူ့ကိုဘယ်လောက်ထိနှိပ်စက်ခဲ့လဲဆိုတာကိုလည်းသိလာပါလိမ့်မယ်။ဒါကြောင့်မို့လို့လည်းဒါကစာအုပ်တော့ဆိုတာထဲလူတယောက်ပါ။ကို့ကိုတယောက်တည်းမနေဘူး။ဒီလူတွေရဲ့ခန်းစားချက်တွေကိုနားလည်ပေးဖို့နဲ့ကို့ရဲ့အတ္တတွေကိုစော့ပယ်ဖို့တွင်အများနဲ့တည်တည်ပင်နေမယ်လူတယောက်ပေါ့လေ။ဒီတော့ထုံးစံတိုင်းပဲစာအုပ်ဖတ်ပါ။လက်တွေ့ဘက်မှာတို့ချပါ။ကြိုးစီပါပါ။ကျေးဇူးတင်ပါတယ်။